Hello မင်္ဂလာပါရှင်။ဒီရောပေါ့နော်ကျုံးမေးကိုရောက်နေရပါ။မင်းရပြောခဲ့တဲ့ပေါ့နော်ချစ်မြတ်တဲ့မိမဆိုတဲ့ဟာလေးကိုနည်းနည်းပြန်ပြောရှင်းချုံပြပေးမယ်။မိမတွေကကြတော့ဘာပဲဖြစ်ဖြစ်အိမ်တော်တစ်ခုမှသူကပက်ကန်ရှင်လေးလေ။ဟင်းအဲ့လိုမျိုးမေလူလဲဆိုတော့ယောက်ျားလေးတွေကိုယ့်ရဲ့အိမ်တော်ပက်မျိုးသားအိမ်တော်ဦးစီးကရှာတဲ့ငွေကြေးဥစ္စာနဲ့တမယကိုမိမတွေက ထိမ့်သိမ့်ပေးရတာအဲ့ဒါအဲကြောင့်မလို့ထင်မြင့်တဲ့မိန်းမတွေလိုအပ်တယ်ဆိုတော့အဲ့ဒီဟာလေးပြောပြတာတကယ်တမ်းကျတော့ကျမတို့ရေအင်အောင်ကြီးမြို့သားတွေအရဆိုလို့ရှိရင်သူတို့ကမွေးတွေရှာကြတယ်ကိုယုံပြီးရှာကြတယ်သူတို့မှလည်းသချင်းမြတ်တာတူလားရှိတယ်ဒါပေမဲ့သချင်းမြတ်တာမြို့သားတွေရဲ့သချင်းမြတ်တာကိုပို့ပြီးတော့ပေါ်လွင်အောင်လုပ်ထိမ်းဖော်ပြဖို့ဆိုလို့ရှိရင်ဘေးရတဲ့မြို့သမီးတွေကပို့ပြီးတော့တက်ကင်ပေးဖို့လိုအပ်တယ် တို့မျိုးသားတွေရကြတာပေါ့နော်တချို့အိမ်အောင်စီတွေကြသူတို့ကလေစိတ်ရှုပ်ထားလုံးဝမခံကျင်ကြဘူးအဲသူတို့ကငွေတွေတော့ရှာပြီးမယ်အိမ်မှာလုံးလုံးလောက်လောက်ပြန်ရှာပြီးမယ်ဒါပေမဲ့အဲမဲ့အဲ့လိုမျိုးပေါ့နော်စိတ်ရှုပ်ကြအကြောင်းအရာလေးတွေလို့ရှိရင်သူတို့ကလုံးဝမခံသားခြင်းဘူးအဲ့ဒီအတွက်ဘေးရတဲ့ဖိမကူညီပြီးတော့ထိမ့်သိမ့်ပေးရမယ်ပဲကန်ရှိအမျိုးသမီးတွေဆိုတာချက်ညစ်နေဖို့လိုတယ်ဆိုတာကိုပြောပြတာအမျိုးသမီးတွေဆိုတာပေါ့နော်ငွေအိမ်မှာငွေရှာနေတဲ့သူတွေရဲ့ငွေတွေကို ်ဒေချာစီမံခန့်ခွဲရရမယ် financial planning တွေလုပ်တတ်ရမယ်ရွှေတွေစုမယ်ငွေတွေစုမယ် income တွေစုမယ်အဲအဲ့လိုမျိုးပေါ့နော်စီမံခန့်ခွဲရရမယ်ထင်မြင့်နေရမယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါအဲ့လိုမျိုးပေါ့နော် financial planning လေးတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်တို့တို့လူသမီးတွေကပို့ပြီးတော့စီမံခန့်ခွဲတတ်ပါတယ်ဆိုတော့ပြောပြတာပါရှင်လူသားတွေကတော့ငွေရှာမယ်ပေါ့နော်အဲ့လိုမျိုးပါသူတို့တမားတယ်